စကပြောနမူနာပုံစံ205ဖြစ်ပါတယ်ဒီတစ်ခါမှာကျွန်တော်တို့ကဒါကိုဘာမှမသိပါဒါကိုဘာမှမသိပါဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုများပြောကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒူလိုက်ပြီးတော့ကြည့်အောင်ပါဒါကိုဘာမှမသိပါ I have no idea နောက်က why when what who လိုက်ပါမယ်ပြီးတော့ subject plus verb လိုက်မယ်အသုံးဖြစ်ပါတယ် I have no idea plus why when what who plus subject plus verb လိုက်ပါ နောက်တစ်မျိုးကကြတော့ I have no idea plus how to plus infinitive verb form လိုက်မယ်ပုံစံဖြစ်ပါဒီပုံစံတစ်မျိုးကိုလေ့လာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒူနမူနာဝါကျများကိုကြည့်ကြရအောင်ပါ I have no idea where she live သူမနေနေရာမှာနေမယ်ဆိုတာကိုကျွန်တော်ဘာမှမသိပါ I have no idea why he is angry သူဘာလို့စိတ်ဆိုးနေလဲဆိုတာကိုကျွန်တော်ဘာမှမသိပါ I have no idea what they are talking about သူတို့ဘာကိုပြောနေလဲဆိုတာကိုကျွန်တော်ဘာမှမသိဆက်ကြည့်အောင်ပါ have no idea when the train arrive ယထားပဲချိန်လာမယ်ဆိုတာကိုကျွန်တော်ဘာမှမသိပါ i have no idea who took my book ဘာလို့ကျွန်တော်စာအုပ်ကိုယူသွားလဲဆိုတာကိုကျွန်တော်ဘာမှမသိပါ i have no idea how to cook rice စာဘလို့ချက်သမင်းဘလို့ချက်မလဲဆိုတာကိုကျွန်တော်ဘာမှမသိပါဆက်ပြီးတော့ကြည့်အောင်ပါ I have no idea how to solve this problem. ဒီပြဿနာကိုဘယ်လိုပြင်ရှာမလဲဆိုတာကိုကျွန်တော်ဘာမှမသိပါ။ I have no idea how to open this file. ဒီ file ကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ဘာမှမသိပါ။ he has no idea how to fix the car ကားပြလို့ပြရမလဲဆိုတော့သူလုံးဝသူဘာမှမသိပါ she has no idea how to sit ရေဘလို့ကူရမလဲဆိုတော့သူမှဘာမှမသိပါ ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ကစကားပြောလို့တော့ပုံစံ205ပါ I have no idea plus နောက်က when why what who where စသဖြင့်လိုက်မယ်ပြီးတော့ subject plus verb လိုက်တဲ့အသုံးရယ် I have no idea plus how to plus infinitive verb form လိုက်တဲ့အသုံးကိုလေ့လာကြတာဖြစ်ပါတယ်ခင်ဗျာဒီနောက်ဝကြမြအောင်ဖတ်ပြီးတော့အစားထိုးပြောဆိုသုံးစွဲကြည့်ပါ